်မှန်တယ်မှန်တယ်မင်းပြောတာဟုတ်တယ်တို့ကကြားတိုင်းကလည်းအလှကြိုက်တယ်။လက်လာပပလေးနဲ့ကိုယုံကြည်မှုအပြည့်ရှိရမယ်။သူတို့နဲ့သူများတကာရင်နဲ့ပေါ့နော်။မရှိရင်တန်းတူမနေနိုင်တော့မကိုကိုနေနိုင်ဝင်နိုင်အောင်တက်တက်ရဲကလေးနဲ့ဖြစ်အောင်လုပ်နေရမယ်။တို့ယောက်ျားရဲ့မူရာတော့ဒီလိုပဲကြည့်ရတာပေါ့။ဘယ်လိုကြည့်လဲ။ဘယ်လိုကြည့်လဲဆိုတော့ကိုချစ်လား ဟိုသူ့ရဲ့အမူအရာဘယ်လိုပြောင်းသွားလဲပေါ့ကိုယ်လည်းအနှစ်20ကျော်တော့အိမ်သားဟိုတက်ကရှိနေပြီဆိုတော့သူ့ရဲ့အမူအရာသူပြောင်းသွားပြီထိုးပြောင်းသွားပြီဆိုတော့ကိုယ်သိတာပေါ့နော်အဲအဲ့လိုမျိုးပေါ့အဲ့ကြောင့်ကိုယ်လည်းရှော့ရှော့လဲရှော့တင်တာလဲရှော့ရတယ် ်သင်းတန်းအောင်လည်းသင်ရတယ်သူ့ချော့ရတယ်လည်းချော့ရတယ်ချောက်တန်းကလည်းချောက်ရတယ်ပေါ့နော်အဲ့လိုမျိုးနဲ့ပဲထိန်းရတာပေါ့ဆန္ဒပြရဲ့ပြတ်တပြားဒါအရေးကြီးပါအရေးကြီးပါဟိုသူကကို့အမြဲတမ်းချစ်နေမှလည်းဟိုကကျွတ်ကျွတ်ရွရွလေးပေါ့နော်ဒီလိုမျိုးအလုပ်တွေလည်းလုပ်နိုင်တယ်ဟိုဘာလို့ပြောဆက်လက်ပါလဲနေနိုင်တယ်စီးပွားရေးလုပ်ငန်းတွေပါဆိုလည်းလုပ်နိုင်တယ်ပေါ့နော်အဲ့ဒါကကြည့်ခင်ရေးပါပါအိမ်အောင်တစ်ခုတာယာဖို့ဆိုတာအိမ်အောင်ချင်းအမျိုးသားပေါ်မှာလည်းအများကြီးမူတည်ပါတယ်အမျိုးသမီးပေါ်မှာလည်းမူတည်ပါတယ် အမျိုးသားကလည်းကိုတာဝန်ကိုယူနိုင်တယ်လို့အမျိုးသမီးကလည်းကိုအိမ်မှုကိစ္စခလေးပါညာအကောင်လုံးကိုတာဝန်ယူနိုင်မှဒါအိမ်တော်တစ်ခုကစိတ်ချမ်းသာမှာပါမန်မဲတဲ့တဲ့ဖြစ်ပါတယ်။မှန်ပါ။နှင်းတွေဖြစ်ပါတယ်။အမြင့်မမျက်တူတာမို့ပါ။မှန်ပါပါဖြစ်။လက်လိုက်လည်းနေခြင်းလေ။ဟို အရာအမှုကိစ္စကလည်းနည်းနည်းညင်းညင်းနဲ့ပေါ့နော်ကိုကိုကိုလည်းစစတင်နေပေါ့အဲ့ဒါကြောင့်ကျွန်မအင်တာဖြင်းလာမယ်ကျနာပါအိမ်တော်ရှင်မြို့သမီးတယောက်အနေနဲ့ပေါ့နော်လှလှပပလေးလည်းနေသင့်တယ်ပြီးတော့အိမ်မှုကိစ္စကိုလည်းနိုင်နေရမယ်ပေါ့နော်အဲ့လိုမျိုးလေးပေါ့ဟိုအမျိုးသမီးအိမ်တော်ရှင်မြို့သမီးတယောက်အနေနဲ့အဲ့လိုဘယ်လိုမှမလှလှပပလေးလည်းနေချင်တာပါ မင်္ဂလာပါယောက်ျားကတော့ချစ်ခံကလေးရတယောက်ပဲရှိသေးတယ်။မမကတော့အမေနဲ့စကားလုံးလုံးရှင်ချစ်ချင်တယ်ပြည့်ရဒီကိုလေးရဒီဝါနာပါတဲ့အမှုညာလောက်လည်းလောက်ရင်းနဲ့အဲ့လိုမျိုးပါနော်။ရောက်ချောင်းရင်းပြန်ပြတာပါရှင်။ဆန္ဒပြရဲ့ပြတာပြအာအေးရှိတာပြန်ရင်းကြည့်ပါလေ။သူကကိုအမြဲတမ်းချစ်နေမှလည်းဟိုကကျွတ်ကျွတ်ရွရွလေးပေါ့နော်ဒီလိုမျိုးအလုပ်တွေလည်းလုပ်နိုင်တယ်ဟိုဘာလို့ပြောလဲလက်လက်ပါလဲနေနိုင်တယ်စီးပွားရေးလုပ်ငန်းစားဆောင်လည်းလုပ်နိုင်တယ်ပေါ့နော် အတော့ငါသားချက်ခံရေးပါပါအိမ်အောင်ကြတာ20တော့ပါကလေးက2ယောက်ရှိပါတယ်အသက်က58ပါအိမ်တော်ကခုသာယာဖို့ဆိုတာအိမ်တော်ချင်းအမျိုးသားပေါ်မှာလည်းအများကြီးမူတည်ပါတယ်အမျိုးသမီးပေါ်မှာလည်းမူတည်ပါတယ်အမျိုးသားကလည်းကိုတာဝန်ကိုယူနိုင်တယ်လို့အမျိုးသမီးကလည်းကိုအိမ်မူကိစ္စကလေးဘာညာ အကောင်လုံးကိုတာဝန်ယူနိုင်မှဒါအိမ်တော်တစ်ခုကစိတ်ချမ်းသာမှာပါမြင်မှုပါမြင်မှုတယ်ဒါပေမဲ့ဘွားမှာတော့ရှိသေးဘူးဟုတ်ဖိုက်တယ်ပုဂ္ဂိုလ်လာအောင်လေပုဂ္ဂိုလ်ကိုလာအောင်လေပါလို့မြင်မှုကိုတို့တို့ထက်တာဝန်ပြုစားပြုယောက်ျားတွေမုန်းနေခေါပြင်းနေယောက်ျားတွေမုန်းနေသမီးယောက်ျားသမီးအရန်ချစ်တော့အချစ်ခံရတဲ့အချိန်မှာပါတာပေါ့ကွာအဲ့လိုမျိုးနောက်ကရင်ဖြည့်စည်းပေးတာပါရမီဖြည့်ပတ်ပုံဆိုအိမ်တော်ကြတာခုနှစ်နှစ်ဟုတ်ကလေးရှိရနော် ဒီတိုင်းသူကကိုချစ်တာပေါ့နော်ချစ်ပြီးတော့မိဘရှိမှအဲ့လိုပဲလာတောင်းရင်းနဲ့မှန်တယ်မှန်တယ်မှန်ပြောတာဒါကြတိုင်းအကုန်လုံးအလားကြိုက်တယ်လက်လာပပလေးနဲ့ကိုယုံကြည်ခြင်းမှုအပြည့်ရှိရမယ်သူတို့နဲ့သူများတကာရင်နဲ့ပေါ့နော် မရှိရင်ဒန်းနုမနေနိုင်တော့မကိုကိုနေနိုင်ဝင်နိုင်အောင်တသက်ရက်ကလေးနဲ့ဖြစ်အောင်လုပ်နေရမယ်ကိုယောက်ျားနဲ့မရောတော့ဒီလိုပဲကြည့်ရတာပေါ့ဘယ်လိုကြည့်လဲဒီလိုကြည့်လဲဆိုတော့ကိုချစ်လား ဟိုသူ့ရဲ့အမူအရာဘယ်လိုပြောင်းသွားလဲပေါ့ကိုယ်လည်းအနည်း20ကျော်တော့အိမ်သားဝတ်ကရှိနေပြီဆိုတော့သူ့ရဲ့အမူအရာသူပြောင်းသွားပြီချိုးပြောင်းသွားပြီဆိုတော့ကိုယ်ကသိတာပေါ့နော်အဲအဲ့လိုမျိုးပေါ့အဲကြောင့်ကိုယ်ကလည်း short short လဲ short တန်တာလဲ short ရတယ်တင်းတန်တာကိုလည်းတင်းရတယ်သူ့ကို short ရတယ်လဲ short ရတယ်60တန်တာလဲ60ရတယ်ပေါ့နော်အဲ့လိုမျိုးနဲ့ပဲထိန်းရတာပေါ့ဘယ်လိုမျိုးလဲဆိုတော့သူသွာလာနေခိုင်းစကားပြောတာဆိုတာအစားပေါ့နော်အဲ့ဒါလေးတွေပါ မိမတရားအနေနဲ့ကျတော့ကိုယောက်ျားဘလို့ခြေလန်းလန်းလဲဆိုတာကိုဟိုမိမတွေကအလိုလိုနေကိုတည်တဲ့အချင်းကပါပြီးသားပါတည်တယ်နော်ယောက်ျားတယောက်ခြေလန်းပြက်ပြီးဆိုရင် မိမတရားကတိကိုတိနေပါကျုံမှုတယ်အပြင်မှာခြေရှုပ်တာမျိုးပေါ့နော်အပြင်မှာခြေရှုပ်တာမျိုးသူခြေလန်းနေပြက်နေပြီဆိုတာကိုကိုကရိမ့်မိတယ်တိတယ်အဲပြီးတော့ကိုကလေ့လာရတာပေါ့ ပြီးတော့ကိုကသူ့ကိုနားချရတယ်ဘယ်လိုမျိုးဟိုဘယ်လိုပြောမလဲချိုချိုသာသာပြောတဲ့နဲ့ခါမျိုးပြောတယ်ပေါ့အဲအဲ့လိုမျိုးလေးတွေတော့ထင်ရတာပေါ့အာအခုတော့မရှိတော့ဘူးရှင်စောင်းသွားပါပြီဘယ်လိုအားပြီးခဲ့လဲဆိုတော့ကို့မှာသာသာရှိတယ်လေအဲသာသာလေးရဲ့မျက်နှာကိုကြည့်ပြီးတော့ပဲကိုကအာယူခဲ့ရတာပါသာသာကလည်းဘယ်လိုပြောမလဲကိုရဲ့ဘဝပါပဲ တမန်ကိုစိတ်ကိုကိုပြန်ပြီးတော့ fighting လုပ်ရတာပေါ့အဲဒီမှာစိတ်ညစ်စရာတွေစိတ်ဆင်းရဲစရာတွေအဲ့လိုဝမ်းနည်းစရာတွေအများကြီးကြုံနေအဲ့လိုရှင်ချုပ်တော့ဘာလို့ပြင်းနေတာလဲရှင်ရှင်းလိုက်တာလားစက်ကတွေ့လိုက်တာကတနာကိုထိတိုက်ဖြစ်ရှင်းပေးလိုက်တာပါဟုတ်ပါဘူးဟောပရမတော့နင်းညင်းပါလေအဲနောက်တော့သူညင်းလို့မရတော့ဘူးလေအဝင်ခံသွားတယ် ဝင်ခံသွားတော့ကိုလည်းအေးဆေးဆေးလမ်းခွဲပြလိုက်တယ်ဒါပါပဲပညာပီးကားတွေပေါ့ပညာရတာပေါ့မိုင်းပညာပီးလို့ပဲဟုတ်ကဲ့ဆက်ယူပြီးတော့ကြားရတာကိုပညာယူပြစီလိုက်တာပေါ့ဟုတ်ပါခံယူချက်တရားနဲ့တရားခံယူချက်ချင်းတော့ပွာတာပေါ့နော်ပိုရီဆိုတော့လေပညာပေးနဲ့ကြည့်လိုက်တာပေါ့တချို့တနေကြတော့လေပညာပေးဟဲ့လိုအိမ်တော်ကြီးဖောက်ပြန်တဲ့ကားတွေကိုလေကိုကကျတော့ဒီလိုလေးလုပ်လို့ရှိရင်ဒီလိုလေးဖောက်ပြန်နေတဲ့ ဟုတ်တယ်တက်ပါလားကိုဒီလိုအစ်စ်မလုပ်တော့ဘူးဆိုပြီးတော့ကွာပညာလေးယူပြီးတော့ပဲချိန်လိုက်တာအဲသူနေကြတော့လည်းကိုနဲ့စိတ်မတူဘူးလေစိတ်မတူတဲ့ခါကျတော့သူလည်းသူ့ဘလို့ပညာကြီးဘလို့ယူလဲတော့ကိုလည်းမပြောတတ်ဘူးဒါတော့ဘလို့ပြောမယ်ဟိုကတော့နမူနာနေတော့ပြတ်တင်တာပေါ့မင်းသားလေးကိုစားပါတော့အခုတော့ယောက်ျားအဲ့လိုဖောက်ပြနေပါလေမရှိဘူးခြေလမ်းပြတ်နေပါလေမရှိကြည့်ကြရဲ့ ။သူကတော့ပြောနေကြယောက်ျားတိုင်းကတော့ပုရိသယောက်ျားရောမဟုတ်ဘူးလို့ပြောတာပဲ။ယောက်ျားတိုင်းကတော့တစ်ခါလေတော့မှားရုံနဲ့ရှိကြတာပဲ။ဒါကတော့မကြုံဘူးသေးဘူး။မသိဘူးပြောတယ်။